မင်္ဂလာပါရှင်မတော်တော်မကျူစွာပါရယ်ကျမိုင်ဆိုတာကျမလူသားတိုင်းလင်းနေတာကူဆိုင်တဲ့နဲ့ဂျာတစ်ခုပါဒါကြောင့်ကျမိုင်နဲ့ညီနေထိုင်ဆက်တော့ဖို့ဆိုရင် ကျမိုင်နဲ့ပတ်သက်တဲ့ဘဝတ္တုတ္တရတွေကိုလေ့လာမှတ်သားထားဖို့လိုအပ်ပါတယ် အထူးသဖြင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်များရဲ့အခက်ခဏဟာရေးပါရဆိုတော့ကိုလည်းသိထားပြီးသားဖြစ်ကြမှာပါဒီအာဟာရတွေထဲမှာတစ်ခုပါဝင်ဖြစ်တဲ့ဇင်းတက်ကိုတော့လူသိနေနေလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်လူသိနေတဲ့ဇင်းနဲ့ပတ်သက်ပြီးသိထားတဲ့အကြောင်းအရာများကိုပမုခဒေါက်တာဆရာကြီးတစ်ဆွေလက်မှာဆက်လက်ပြီးဆွေးနွေးတင်ပြပေးပါမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာကြီးရှင်မင်္ဂလာပါဒီစီစဉ်မှာတော့ဇင်းနဲ့ပတ်သက်တဲ့ဘုခုတ္တတွေကိုပြမြပေးမယ်လို့ထင်ထားပါတယ်ရှင်။ဒါကြောင့်မိုင်းနာရာပိတ်သက်တွေအားလုံးပြသွားအောင်ပြန်လည်ညွှန်ပြပါအောင်ရှင်။ ဒီမှာဆုံးကတော့ဈေးအကြောင်းပြောခင်ပေါ့ဆရာကဆရာမိခုမိဆက်ပြစီပေါ့နော်ဆရာဖော်မခဒေါက်တာဦးပြစလာဖြစ်ပါတယ်မြန်မာနိုင်ငံစီကျူသူကျူယောဂတင်းရဲ့ဥက္ကရာတောင်ယူလက်ရှိပါတယ်လို့ကျွန်တော်ပြောသူဖြစ်တယ်ပေါ့အဲတော့ပထမဆုံးကတော့ဈင်းဆိုတာပါလဲပေါ့ဈင်းဆိုတာပါလဲဆိုတာဈင်းဆိုတာတော့လူတိုင်းကြားပူးနေကြတာပေါ့နော်အဲတော့ဈင်းဆိုတာက essential